င်များလို့ပဲမြင်လာခင်ဗျာ one championship ပါဘက်စကွန်ဘစ်ကိုထပ်ပြီးတော့ပွဲထုတ်လာပါတယ်ဘက်စကွန်ဘစ်ကိုတော့ပြည်သက်တွေဟာတန့်စင်နဲ့ပတ်သက်ပြီးတော့ယူနီပီတာဖြစ်နေမှာပါတန့်စင်နဲ့ဘက်စကွန်ဘစ်ကိုအီဘီလာဆက်ချက်နေမှာပွဲထုတ်ဖို့တည်ပေးထားခဲ့တယ်ဒါပေမဲ့တန့်စင်ရဲ့မျက်လုံးပြဿနာပေါ်လာကြောင်းအဲ့ပွဲကပွဲဖြတ်သိမ်းလိုက်ရတဲ့အခြေအနေကိုရောက်သွားခဲ့တယ်ဘက်စကွန်ဘစ်ကတော့ပွဲဖြတ်သိမ်းလိုက်ရပါပဲထိုးကြီးအပြည့်အဝအကျိုးခံစားမှုကိုရခဲ့တယ်ပေါ့လေဘက်စကွန်ဘစ်ကတန့်စင်နဲ့ပွဲပြတ်သွားပြီးချိန်မှာသူ့ကို ပွဲအမြန်တည်ပေးပါတော့လို့တောင်းဆိုခဲ့တယ်။ဒီတော့ဝမ်ကပက်ဆူကွန်ပစ်ကိုဇွန်လ6ရက်နေ့မှာတင်ပွဲတည်ပေးလိုက်တယ်။သူ့ကိုရိုမေးနီးယားဖိုက်တာဘီတက်စ်နဲ့ပေးပြလိုက်တာဖြစ်ပါတယ်။အဲ့ပွဲကခေါင်းပွဲဖြစ်တည်ပေးလိုက်တာပါ။ပက်ဆူကွန်ပစ်ကအဲ့ပွဲမှာဘီတက်စ်ကိုအလဲထုံးနဲ့အနိုင်ရရှိခဲ့တယ်။အနိုင်ရတော့ပက်ဆူကွန်ပစ်ကရှေ့မှာ၄ပွဲဆက်တိုက်ရှုံးထားတာကိုရက်တံပစ်လိုက်နိုင်တယ်။ဝမ်အနေနဲ့ကြည့်မယ်ဆိုရင်သူဒီ၄ပွဲနိုင်၄ပွဲရှုံးဆိုတဲ့ရလဒ်ကိုထပ်ပေါ်ထားတဲ့ဖိုက်တာတစ်ယောက်ဖြစ်တယ်။အသက်အပြင်28နှစ်ရှိပြီး အရက်အပြင်းတော့9ပေ6လမှာမြင့်နေခမအခုဒီဘက်မှာဘက်စကွန်ဘက်ကအစားထုတ်ဖိုက်တာတွေနဲ့ပွဲဝင်ထိုးရတာဖြစ်တယ်ရှော့နိုတစ်နဲ့သူ့ကိုအစားထုတ်လိုက်တာပါပြောမယ်ဆိုရင်ဇွန်လ28ရက်နေ့1 Friday Fights 1ဖို့ပြန်ပွဲဖြစ်ပွဲအစားအိမ်မှာတည်ပြီးခဲ့တာကတော့ Vampire နဲ့ Audicoff တို့ဖြစ်ပါတယ်ခမအခုတော့ပြန်ပွဲအတွက်လက်ချင်းပြင်ဆင်နေချိန်မှာ Vampire ကဒဏ်ရာပြဿနာပေါ်လာခဲ့တဲ့အတွက် Vampire ရဲ့နေရာမှာဘက်စကွန်ဘက်ကိုအစားထိုက်တာဖြစ်ပါတယ် ဘက်ဆူကွန်ပလိတ်နဲ့အော်ဒီကော့ဖ်တို့ဟာဖလိုင်းဝေတာမွေထိုင်းပွဲစဉ်ဖြစ်ထိုးကြမှာပါခင်ဗျအော်ဒီကော့ဖ်ကတော့အသက်22နှစ်ပဲရှိပါသေးတယ်အရာအဖြစ်၅ပေ၈လမှမြင့်ပါတယ်ဥစဘက်ကစ္စတန်ဖိုင်တာလေးဖြစ်ပါတယ်ခင်ဗျဒီဖိုင်တာလေးရဲ့ထူးခြားချက်ကတော့ဝမ်းမှာထိုးသမျှပွဲအားလုံးကိုအနိုင်ယူထားတာဖြစ်ပါတယ်အဲ့9ပွဲလုံးမှာသူဒီထိုင်းဖိုင်တာရဲ့နေပြီးတွေ့ခဲ့တယ်ထိုင်းဖိုင်တာအားလုံးကိုသူကနိုင်စားခဲ့တယ်အခုလည်းနောက်ထပ်ထိုင်းဖိုင်တာတယောက်ဖြစ်တဲ့ဘက်ဆူကွန်ပစ်နဲ့သူထပ်တွေ့ရမယ့်အနေအထားဖြစ်သွားတာပေါ့လေ ီတော့ပတ်စုကုံဘစ်ကိုသူအနိုင်ရလိုက်မယ်ဆိုရင်တော့ရှစ်ပွဲထိုးရှစ်ပွဲနိုင်ရှစ်ပွဲလုံးမှာထိုင်းဖိုက်တာတွေကိုအနိုင်ပြခဲ့တဲ့ဖိုက်တာတွေတော့ဖြစ်သွားခဲ့မှာခင်ဗျဒီပွဲစဉ်က1 Friday Fights 1ဟုတ်ပြိုင်ပွဲကြီးမှာပါဝင်လာမှာပါဇွန်လ28ရက်နေ့ရောက်ရင်1 Friday Fights 1ဟုတ်ပြိုင်ပွဲကြီးကိုကျင်းပမှာဖြစ်ပါတယ်အဲ့တော့ပတ်စုကုံဘစ်ဟာနောက်ထပ်တစ်ပွဲထပ်နိုင်လိမ့်မလားဒါမှမဟုတ်1ကသူ့ကို Otikov ရယ်လင်းကူကောက်စားဖို့အတွက်ရှာကြွေးလိုက်တာလားဆိုတော့ကိုအဲ့ဒီနေ့ပွဲထွက်ချင်းကိုရောက်ရင် ကျွန်တော်မြင်တွေ့ကြတော့မှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ